ွန်မတက်ဆူမတက်ဆိုတဲ့အသုံးတွေဟာဗမာမဆန်တဲ့အကြောင်းကျွန်တော်တို့ဆွေးနွေးခဲ့ကြစဉ်ကကရိယာတောက်အကြောင်းကိုလည်းကျွန်တော်တို့ပြောခဲ့ကြပါတယ်။ပြောတတ်ဆိုရမှာတက်ဟာကရိယာတောက်ပါ။ဒါပေမဲ့စားတောက်ဆိုရမှာတောက်ဟာကရိယာတောက်မဟုတ်ပါဘူး။လုံဝန့်ဆိုရမှာလည်းဝန့်ဟာ ကရိယာတောက်မဟုတ်ပါဘူး။တောက်တို့ဝန့်တို့ဟာနောက်ထပ်တရားကရိယာတွေသာဖြစ်ပါလေ။ဒါဆိုလို့ရှိရင်ကရိယာတောက်ခုမဟုတ်ဘူးကျွန်တော်တို့ဘယ်လိုများသိနိုင်ပါလဲ။ သရိယာတော့ဟုတ်မဟုတ်ကိုကြားထဲမှာသက္ကဇံတစ်ခုထိုးလို့ရမရပုံမှာကြည့်ပြီးတော့ဆုံးဖြတ်နိုင်တာပေါ့တော့မစားကောင်းတယ်ဆိုပါတော့နော်စားကောင်းတယ်လို့ဆိုလို့ရှိရင်ဒါကကရိယာတော့မဟုတ်ဘူးဒါဆိုစားလို့ကောင်းတယ်ဆိုတာကိုပဲချက်ပြောထားတာပဲဒါပေမဲ့စားကောင်းတယ်လို့ပြောရင်အဲဒီကောင်းကြတော့ကရိယာဖြစ်စီဖြစ်သွားပြီအဲဒီစားနဲ့ကောင်းကြတဲ့မှာ ဘာမှဟိုစကားစံတခုထိုးလို့ညှက်လို့မရတော့ဘူးဒီလိုတိုင်းတက္ကသိုလ်ကငိမ့်စားမြမစားပမောက္ခဆရာဦးစောထွန်းဖြစ်ပါတယ်စားတော့ဆိုတဲ့နေရာမှာမစားမတော့ဆိုတာမျိုးစားနဲ့တောက်ချာမှာမဆိုတဲ့စကားလုံးဝင်လို့ရပါတယ်တခြားစကားလုံးတချို့လည်းဝင်လို့ရပါတယ်စားကောင်းဆိုတဲ့နေရာမှာလည်းစားလို့ကောင်းတောက်လို့ကောင်းဆိုပြီးတော့လို့ဝင်လို့ရပါတယ်ဒါပေမဲ့ပြောတတ်ကြားထဲမှာကြတော့ဘာမှဝင်လို့မရပါဘူးလုံနိုင်ဆိုတဲ့ စကလုံးမှာလဲလုံးနဲ့နိုင်ကြမှာတခြားဘာမှဝင်လို့မရပါဘူးကရိယာနဲ့ကရိယာကိုထောက်ထားတဲ့ကရိယာထောက်ကရိယာပစ္စည်းကြမှာဘာမှဝင်လို့မရပါဘူးအလားတူပဲအဲ့လိုဝင်လို့မရတဲ့ကရိယာထောက်စကလုံးတွေကတော့ပြောအပ်ဆိုအပ်ဆိုတဲ့အပ်သွားဘူးလာဘူးဆိုတဲ့ဖူးထိုက်လောက်ချင်းရစ်အစရှိတဲ့ကရိယာထောက်အမျိုးအစားတွေဖြစ်ပါတယ်တချို့ကရိယာထောက်တွေကတော့ကရိယာကိုလေးနဲ့သွားအောင်ထောက်ပံ့ပေးတဲ့အသေးပဲမျိုးရှိပြီး နောက်ခါမှာကရိယာအသစ်ပုံစံတရဲတဲ့ဖြစ်သွားတဲ့တာမျိုးတွေလည်းရှိတယ်လို့ဆရာဦးစောထွန်းကဆိုပါတယ်။အဲ့လိုစကားလုံးတစ်ချို့ကိုကျွန်တော်တို့ဆက်ပြီးတော့ပြောကြရအောင်ပါ။ဇာဆိုတဲ့စကားလုံးဟာကရိယာကိုလင်းတဲ့တဲ့အသေးပဲဆောင်းအောင် ဖြစ်ဆက်ကူညီပေးတဲ့ကရိယာတောက်စကားလုံးလို့ဆရာဦးစောထွန်းကပြောပါတယ်။အဲ့ဒီကရိယာပစ္စည်းနဲ့ရှေ့ကကရိယာနဲ့ပေါင်းပြီးတော့စကားလုံးတစ်ခုဖြစ်သွားတယ်။ကရိယာတစ်ခုဖြစ်သွားတယ်။ အဲတခုဆိုရပါစို့ဗျာကျွန်တော်တို့ကောင်းစားဆိုတော့ကောင်းစားလို့ပြောလိုက်တာဟာဟိုတခြားကောင်းစားတို့ဘာလို့ ਨੇ မတူတော့ဘူးကောင်းစားဆိုတာပြီးတော့ဟိုဇာဟာအိမ်မှာကောင်းစားဆိုတဲ့စကားဟာစကလုံးတစ်လုံးကိုဖြစ်သွားတယ်အတိတ်ပဲစစ်တခုနဲ့ကိုဖြစ်သွားတယ်အဲမူလကတော့အဲ့ဇာဆိုတာဟာကရိယာတောက်ပဲကရိယာပစ္စည်းပဲနောက်ကျတော့သူကဟိုစကလုံး တစ်တလုံးပမာဟိုဝါရာရှင်းနဲ့မှာရက်တီသွားနိုင်လောက်အောင်ဒီအားကောင်းသွားတယ်ပေါ့ဗျာကျွန်တော်တို့တခုကြည့်အောင်ဗျာဟိုကစားဆိုပါတော့နော်ကစားဆိုရင်ကျွန်တော်တို့ကတာဆိုတာကိုကြည့်လေနော်ကတယ်လို့ဆိုလို့ရှိရင်ကိုယ်လက်လှုပ်ရှားတာပဲကတယ်ဆိုတာဟာကိုယ်လက်တွေလှုပ်ရှားနေတာကိုကတယ်လို့ခေါ်တာပဲဒါပေမဲ့ကစားလို့ပြောလိုက်တဲ့အခါကျတော့မှုရိုးရိုးလှုပ်ရှားတာနဲ့ပိုးပြီးတော့ထူးထူးခြားခြားလှုပ်ရှားတဲ့အခါကျတော့အဲ့လာကို ကစားတယ်လို့ပြောတာပဲဟိုကတာတဲ့ပူပြီးထူကြလာပြီပူပြီးတော့တွက်လာပြီအဲ့ဒါကြောင့်မုဂလအဲ့လိုပေါ့ကစားဆိုတာစကလုံးသစ်တစ်လုံးအနေနဲ့တီလာတာပေါ့ရကန်တီလာတာပေါ့အဲ့လိုပဲခုနကလိုပဲကောင်းနေကောင်းနာမှထူးထူးခြားခြားကိုကောင်းနေပြီအခြေအနေတွေအတိုးတက်နေပြီလို့ဆိုရင်သူကောင်းစားလို့ပြောတာပဲနောက်တစ်ခါဟိုဒီအောင်နဲ့ပတ်သက်လို့ကိုကဒီလူကိုတော့တော်တော်ကိုထင်ထားတယ်ထင်တာမှ တခြားထင်တာနဲ့ကိုမတူဘူးပိုးပြီးထူးထူးခြားခြားကြီးကိုထင်မြန်ပြီလို့ဆိုတဲ့အခါကျတော့ထင်စားတယ်လို့ပြောတာ။နောက်အဲ့လိုပဲမြောက်တယ်ချိမြောက်တယ်ချိမြင့်တယ်။ဒါပေမဲ့ရိုးရိုးချိမြောက်တာမဟုတ်ဘူးထူးထူးကဲကဲချိမြောက်ပြီလို့ဆိုရင်သူတို့ယောက်စားပြီတယ်လို့ပြောတာမျိုးပေါ့နော်။အဲ့ဒါကြီးကဟိုဒီစားဆိုတာဟာထူးထူးခြားခြားလေးလေးနက်နက်ဖြစ်အောင်ရှေ့ကဟို ကရိယာကိုပံ့ပိုးပေးတဲ့တတ္တိရှိတယ်ပေါ့ဗျာ။အဲအဲ့ဒါကိုဆိုလိုတာပဲ။နောက်ဆရာဟိုတင်စားတို့ယုံစားတို့ကိုးစားတို့လည်းအတူတူပဲဖြစ်မယ်ထင်တယ်နော်ဆရာ။အတူတူပဲဗျာ။အဲဒီကစားဒီတဘောပဲဖြစ်လာတာပါပဲ။ဆရာဟိုခံစားတော့မဟုတ်ဘူးထင်တယ်နော်။ခံစားကတူတူတလုံးတသက်ထင်တယ်နော်။အဲ့ဒီဟာခံစားလည်းပဲတူတူပဲဗျာ။ခံစားလည်းပဲဟိုခံခံရတယ်။ခံရတာမှထူးထူးခြားခြားရင်ထဲမှာခီးမိမိခံနေရတာကိုအဲ့ဒါကိုခံစားတယ်လို့ပြောတာပဲ။ ဒါဆိုဆရာဟိုခံဆိုတဲ့ဟာကအာယုံခံတာကိုပြောရလားဟုတ်ပါတယ်တခုဟိုရယူတာပေါ့ဗျာအဲ့ဒီကဟိုရင်ထဲကခံစားရတဲ့သူရင်ထဲကနေယူပြီးတော့ထူးခြားခြားယူလိုက်ရတာပေါ့ရင်ထဲကိုပို့ပြီးထူးခြားခြားထိလိုက်တာပေါ့ဒါဆရာဟိုဇားဆိုတဲ့စကလုံးရဲ့သူ့ရဲ့အနေအတိတ်ပဲသဘောပေါ့နော်ဆရာยีซ่าจ้ะတော့ဆရာยีซ่าကဟိုကရိယာတော့မဟုတ်ဘူးเนาะကရိယာတော့မဟုတ်ဘူးမူလကတော့ကရိယာရှိကောင်းရှိနေနေမယ်ဗျာဒါပေမဲ့ ဟိုကျွန်တော်တို့စာနဲ့ပြင်နေရေးထားတဲ့မှတ်တမ်းရှိတော့လို့ပေါ့လေဟိုရေးဆိုတာညီးတယ်ရေးတယ်ဆိုတာကဟိုစာရဲပေးတယ်ကြည်လိုက်လို့ရှိရင်ရေးရွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတာပါပဲအဲဒါဟိုရေးငန်းတယ်ဆိုတဲ့နေရာမှာလည်းပဲအဲ့ကဟိုရေးရွယ်ထားတဲ့သဘောနော်အချင်းနဲ့ပတ်သက်တဲ့သဘောကိုစောင်းတာပါပဲအဲ့တော့ရေးစားလို့ဆိုတာလည်းပဲထူးထူးခြားခြားကိုရေးမှန်းထားတဲ့လူမျိုးလို့ဒါရေးစားလို့ခေါ်တဲ့သဘောပါပဲ ဆရာဒီဇာဆိုတဲ့စကားလုံးကိုအဲ့လိုအသေးပဲမဟုတ်ဘူးနဲ့တခြားသုံးတာမျိုးရောဆရာဟိုတွေ့မိတာရှိသေးလားရှိဘူးဗျဇာကအဲ့လိုဟိုစကားလုံးတစ်ခုဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီရှေးကကရိယာကိုထောက်ပင်ထူးထူးခြားခြားဖြစ်အောင်ထောက်ပင်ပြပေးတဲ့သဘောလေးတွေပဲရှိတယ်ဒီတစ်ပတ်တော့ကျွန်တော်တို့ဇာဆိုတဲ့စကားလုံးတစ်လုံးကိုလာပြောဖို့အချိန်ရပါတယ်နောက်ထပ်ပြင်းတို့မင်းတို့မာတို့နာတို့ပါတို့ ဆက်တို့စတဲ့အခြားစကားလုံးတွေရှိပါသေးတယ်